အစနိဆိုင်လေးနဲ့ကော်ဖီဆိုင်လေးကျမတို့အိမ်နားမှာအသစ်ပွင့်လို့တော်ထိုင်ပြခဲ့ပါတယ်နာမည်ပြေဆောင်ကပစံအရာဘီကာလို့ခေါ်ပါတယ်ကော်ဖီရတာဘယ်လိုရှိတယ်ဘာဖြစ်လို့ဒီဆိုင်ကနာမည်ကြီးနေတာလဲဆိုတာအဆုံးမှာပြောပြပေးထားတာမျိုးအဆုံးထိ ကြည့်ပေးကြပါအောင်နော် True Digital Park ရဲ့ East Wing မှာဖွင့်ထားတာဖြစ်ပြီးတော့ BTS နဲ့လာမယ်ဆိုရင်ဖွင့်နှဝတီ BTS Station မှာဆင်းရမှာဖြစ်ပါတယ်။ Exit Nemesis ကနေထွက်ပြီးတော့အမိုးတိုင်းလျှောက်တာနဲ့ရောက်ပြီနော်။ဆိုင်မိုးရောက်တာနဲ့တပ်ပုံရဲ့ခြင်းစရာနေရာလေးတွေပဲเนาะမနက်9:00နာရီကနေည7:00နာရီထိဖွင့်ပါတယ်။ဆိုင်မှာလည်းလူတွေတန်းစီနေတာတွေ့ရတယ်ပေါ့เนาะသူ့ရဲ့ merchandise လေးတွေကိုလည်းရောင်းနေ သေးတော့တန်းချီပြီးစောင့်နေရပါတယ်။ကိုယ်လည်းရောက်ခံနေပါပြီ။မောက်ကဒီနေ3လေးရွေးစရာလေးမျိုးပဲရှိနေရှင်။ကော်ဖီလည်းအဲ့လိုပဲရွေးစရာတိတ်အများကြီးမထားပေးထားပါဘူး။ကျမတို့ကတော့ hot latte နဲ့ cold latte နှစ်မျိုးမှားလိုက်ပါတယ်။ cup size ရွေးလို့ရပါတယ်။ lunch time လို့ တင်နာထိုင်းလို့ peak hour မဟုတ်တာတော့သူစီမှာ လူပြည့်နေတာကိုတွေ့ရတယ်ပေါ့နော်တတော်များများကလူငယ်တွေတယောက်တည်းလာတောက်တဲ့လူတွေရှိတယ်လို့တငယ်ချင်းပေါင်းတင်နေတယ်လာတောက်တဲ့လူတွေလည်းတွေ့ရပေါ့နော်ဝန်ထမ်းတွေအကုန်လုံးကအင်းကြီးဖြူလေးနဲ့တသက်ရဲ့ရဲ့ဝန်စားစင်ထားတာတွေ့ရပါတယ်အလုပ်လုပ်တာလည်း efficient တော်တော်ဖြစ်တယ်ပေါ့နော် အဲကြောင့်ကျမတို့ရှင်မှာ Q ရှိရှိတာတော့ခဏလေးနဲ့ကိုယ်လည်းရောက်တယ်ပေါ့နော်။ကဲအခုဆိုရင်ဒါလေးရမြည်ပြီဆိုတော့တွားယူလိုက်ပါဦးမယ်။ကောင်တာမှာယူပြီးပြီဆိုရင်ဒီနားလေးမှာအချိုလွင်ထပ်ထည့်လို့ရပါတယ်။ Cheers Coffee ရဲ့ taste ကအရင်မကားဘူး။တော်တော့ကောင်းနေ smooth လည်းအရင်ဖြစ်တယ်။ဆိုင်ထဲကတော်တော်များများကတော့ ကုခွက်လေးတွေထားထားပြီးဓပုံလေးတွေသွားရိုက်နေတာတွေ့တယ်ပေါ့နော်။ရိုက်မယ်ဆိုရင်သူ့ဆိုင်ဒီဇိုင်းလုံးကလင်းရှင်းပြီးရိုက်ချင်စရာအရန်ကောင်းလာပါတယ်။ Indoor မှာထိုင်လို့ရတယ်လို့ Outdoor မှာ Green Area လေးလည်းရှိပါတယ်။ထိုင်ကုန်းကြီးအကြိုက်ထိုင်ရလောက်တတောင်တတောင်မရှိပါဘူး။တမင်း minimalist ပုံစံလုပ်ထားရလို့ထင်ပါတယ်။ coffee video လေးတစ်ခါ39ခွက်နဲ့ပဲထည့်ပေးတာပါ မုံမာတဲ့လူတွေဆိုရင်လည်းစက်ကူပတ်နေပါပဲဒီ coffee ဆိုင်ကို2013နဲ့ကဟောင်ကောင်မှာစတင်ဖွင့်ခဲ့တယ်လို့သိရတယ်2014မှာသူ့ရဲ့ flagship စာကြီးကိုဂျပန်မှာ ဖွင့်နိုင်ခဲ့တယ်ပေါ့နော်ဖွင့်ဝင်ရင်မှာတော့အလောက်နဲ့မမရပါပဲအခု2020နောက်ပိုင်းမှာ အရှာတွေမှာတော်တော်နေရယူထားတာကိုတွေ့ရပါတယ်ထိုင်းမှာလည်းဆယ်ဆိုင်ကျော်လောက်ဖွင့်ထားပြီးပါပြီ သည့်ရတာထူးခြားကောင်းမွန်တဲ့ရွေးစရာမင်းတို့အများကြီးမထားပဲနဲ့ရိုးရိုးရှင်းရှင်းလေးပဲဆိုတော့သူများရင်ထဲကွဲထွက်နေတဲ့ဓပုံရိုက်စရာနေရာကောင်းကောင်းလေးတွေဖန်နေပေးထားတယ်။ဒီအချက်တွေကြောင့်ဒီ coffee ဆိုင်ကအမြဲလူစီးနေတာလို့ထင်ပါတယ်ရှင်။သင်တို့ရောတော်တော်ဖြစ်တယ်ဆိုရင်ဘာကြောင့်ကြိုက်လဲဆိုတာပြန်လာပြောပြပေးပါဦးနော်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်တတား။